အောင်လာကြည်ရဲ့အမြန်ဆုံးလဲထိုးပွဲများအားလုံးပဲမင်္ဂလာပါအာရှင် MMA Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်အချက်တော်အောင်လာကြည်ရဲ့အမြန်ဆုံးလဲထိုးပွဲတွေကြောင်းအနာယူပြီးပွဲစီစဉ်သူဖြစ်ရိုးရာလက်ဝဲကိုလူတီးအောင်လုပ်မယ်ဆိုတဲ့ဒေဝရဲ့အကြောင်းပွဲပြတ်သွားတဲ့ Charles Oliveira နဲ့ Benia Davis တို့ပွဲစဉ်အကြောင်းတို့ကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အချစ်တော် MMA ဖိုင်တာကြီးအောင်လာဟာ2009နှစ်တည်းကဖိုင်တာလောကတွေကိုရောက်လာခဲ့တာဖြစ်ပါတယ်။ အစတုန်းကတော့အမေရိကန်ခြေစိုက်ဖွဲ့စည်းတွေမှာထိုးသက်ခဲ့ပြီး2015လောက်မှာအာရှအခြေစိုက်တဲ့ One Championship ဖွဲ့စည်းကိုရောက်လာခဲ့တာပါအောင်လာဟာအမေရိကန်ခြေစိုက်ဖွဲ့စည်းတွေမှာထိုးသက်ဆင့်တုန်းကတော့ ground ပိုင်းပိုအားတန်းခဲ့ပြီးမြန်မာစပတ်အောင်ဆိုတဲ့နာမည်ပြောင်ကိုရရှိလာခဲ့ပါတယ်။ One Championship ကိုရောက်လာတဲ့အချိန်မှာတော့မြန်မာပရိသတ်အကြိုက် Stand 5ပိုင်းကိုပိုအားပြုထိုးသက်ခဲ့ပြီးထိုးသက်လာခဲ့ပါတယ်။အောင်လာဟာ Stand 5ပိုင်းမှာလည်းကောင်းမွန်ပြီးအလဲထိုးနိုင်ပွဲတွေများစွာရယူနိုင်ခဲ့ပါတယ်။ ဒီနေ့မှာတော့အောင်လာရဲ့အမြန်ဆုံးအလဲထိုးပွဲ၃ပွဲအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်၁နေရာမှာရှိနေတာကတော့အလက်ဇန္ဒားမာချက်တိုနဲ့ပွဲပဲဖြစ်ပါတယ်။အောင်လာတယောက်မေဒယ်ဝိတ်ချန်ပီယံဖြစ်လာပြီးတိတ်မကြခင်မှာပဲ light heavyweight champion စင်ကော်ခွင့်ရခဲ့ပါတယ်။2018ခုနှစ်ရန်ကုန်မှာကျင်းပတဲ့ One Championship Quest for Gold ပြိုင်ပွဲမှာအောင်လာဟာအလက်ဇန္ဒားမာချက်တိုနဲ့ Light Heavyweight ကပတ်လူပွဲထိုးတက်ခဲ့ရပါတယ်။အဲဒီတော့က Light Heavyweight ကပတ်ပန်းရှင်မရှိသေးပဲလစ်လက်နေခဲ့တာပါ အဲ့တုန်းကအလက်ဇန္ဒားမာချာတို့ဟာ heavyweight လူတန်းကြီးအလင်းနဂလနီကိုကြောဖြတ်လာခဲ့တာပါပွဲစားပိုင်းမှာအောင်လာနဲ့မန်ချက်တာတို့နှစ်ဦးလုံးကအကွာအဝေးထိန်းကစားခဲ့ကြပါတယ်။စက္ကန့်ပိုင်းကြာမှာအောင်လာကညာချေဟက်ကစ်ကန်ခဲ့ပြီးမန်ချက်တာကကာခဲ့ပေမဲ့လည်းပါဝါပါတာကြောင့်အထိနာခဲ့ရပါတယ်။တစ်ဆက်တည်းမှာပဲမန်ချက်တာကလွတ်သွားချိန်မှာအောင်လာကလက်တီထိုးချက်နှစ်ချက်နဲ့အတူပွဲသိမ်းပေးလိုက်ပါတယ်။စုစုပေါင်း68စက္ကန့်သာကြာခဲ့ပြီးတော့အောင်လာအတွက်အမြန်ဆုံးအလဲထိုးပွဲဖြစ်လာခဲ့ပါတယ်။ ဒုတိယအမြန်ဆုံးအလဲထိုးပွဲကတော့မာမုတ်ဆလမာနဲ့ပွဲပဲဖြစ်ပါတယ်။ဒီပွဲကအောင်လာရဲ့ဝမ်ချမ်ပီယံရှစ်အဖွဲ့အစည်းလောက်မှာပွဲဥထွက်တဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။2014ခုနှစ်မှာကျင်းပတဲ့ Era of Championship ဆိုတဲ့ပြိုင်ပွဲမှာအောင်လာနဲ့မာမုတ်ဆလမာတို့ထိုးသက်ခဲ့ကြတာပဲဖြစ်ပါတယ်။အောင်လာကပွဲစမှာတော့ overhand တစ်လုံးပြစ်ကျွေးခဲ့ပြီးမာမုတ်ကတော့တန်စကာနားမှာပူကတ်ဖို့ကြိုးစားပါတယ်။အလိုကနေအောင်လာကတိတ်တောင်းချလိုက်ပြီးတော့မာမုတ်ကလှင်လင်းမြန်မြန်နဲ့အောင်လာရဲ့နောက်ကနေလင်းရယူဖို့ကြိုးစားလာခဲ့ပါတယ် အောင်လားကလည်း butterfly swipe နဲ့လလပပလှန်ချပစ်လိုက်ပြီးတော့ ground and pound မှာပဲအလဲထိုးပြသွားခဲ့ပါတယ်။စုစုပေါင်းကြာချိန်က10မိနစ်နဲ့9စက္ကန့်သာရှိခဲ့တာကြောင့်အောင်လားရဲ့ဒုတိယအမြန်ဆုံးအလဲထိုးပွဲဖြစ်လာပါတယ်။တတိယမြောင်အမြန်ဆုံးအလဲထိုးပွဲကတော့ Gibardo Cavaro နဲ့ပွဲပဲဖြစ်ပါတယ်။ဒီပွဲကတော့ပူပူနေနေထိုးတက်ထားတဲ့ပွဲလေးဖြစ်ပြီးအောင်လာနောက်ဆုံးထိုးတက်ထားတဲ့ပွဲဆိုရင်လည်းမမားပါဘူးပရိသတ်တွေလည်းမမိနေကြအောင်ပဲလို့ထင်ပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလမှာကျင်းပခဲ့တဲ့1 5 6ပြိုင်ပွဲမှာထိုးတက်ခဲ့ကြတာပဲဖြစ်ပါတယ် ူလာတုံးကအောင်လာကိုဖန်ရောင်းနဲ့ပွဲတက်ပေးထားရာကနေဖန်ရောင်းနှုတ်ထွက်သွားလို့တပတ်လောက်အလိုမှာမှကေဘာဒိုကာဗာရိုနဲ့အစားထိုးခဲ့ရတာပါကေဘာဒိုကာဗာရိုဟာအသက်အရွယ်ရနေပြီဖြစ်တဲ့ပြင်၃နှစ်ကျော်ပွဲဝေးထားတဲ့ fighter တူဦးလည်းဖြစ်ပါတယ်ဒါအပြင်သူ့အတွက်ပြင်ဆင်ချိန်ကလည်းတော်တော်လေးနေခဲ့ပါတယ်ဘရာဇီးသားဖြစ်တဲ့ကာဗာရိုကတော့သူ့အားတန်တဲ့ ground ကိုဆွဲခေါ်ဖို့ကြိုးစားနေမယ်လေမအောင်မြင်ခဲ့ပါဘူးအောင်လာကပဲလက်တီထိုးချက်တွေနဲ့အတူကာဗာရိုကိုအလဲထိုးနိုင်ယူသွားခဲ့ပြီးကြာချိန်ကလည်း10မိနစ်29စက္ကန့်သာရှိခဲ့ပါတယ် ဒါကြောင့် online ရဲ့ fighter ဘွားမှာတတိယမြောက်အမြန်ဆုံးလဲထိုးပွဲဖြစ်လာသလိုသူ့ရဲ့ပွဲ20မြောက်ပထမချီမာတဲ့အလဲထိုးနိုင်ခဲ့တဲ့ပွဲလည်းဖြစ်လာပါတယ်။လာမယ့်မေလမှာထိုးသတ်တော့မယ့် fan round နဲ့ပွဲကြရင်ရော online အနေနဲ့ဘလို့စံချိန်နဲ့ယူပြအောင်လဲဆိုတာစောင့်ကြည့်ရမှာပါ။ဆက်လက်ပြီးတော့အနာယူပြီးပွဲစီစဉ်သူအပြင်ရိုးရလက်ဝဲကိုလူတီးအောင်လုပ်မယ်ဆိုတဲ့ဒေဝါရဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ Dave Leadup ကဒေဝါဟာမြန်မာရိုးရလက်ဝဲရဲ့ WSC Cruiser Weight Champion တအူဖြစ်ပါတယ်။ ဒေဝဟာပွဲထိုးတတ်တဲ့ခါရင်မှာလဲမြမအလံကိုသာလွှမ်းခြုံလေးရှိတယ်လို့မြမစာကိုကောင်းကောင်းရေးတက်ဖတ်တတ်ပါတယ်ဒါတွေကိုကြည့်ရင်သူ့ရဲ့မြမနိုင်ငံပေါ်ချစ်တဲ့စိတ်ကပေါ်လွင်နေပါတယ်ဒါကြောင့်လဲနိုင်ငံခြားသားတို့ဖြစ်ပေမဲ့လဲမြမပြည်သက်တည်းရဲ့အားပေးမှုကိုယာထားတာပါဒေဝဟာယူရလက်ဝဲကိုကဘာကတိအောင်လှုပ်ပေးနေတဲ့သူတူလည်းဖြစ်ပါတယ်ယူရလဝင်းနဲ့ပတ်သက်ပြီးတော့ပေါ့ကတ်တွေနဲ့အင်တာဗျူးတွေမှာအမြဲထုတ်ပြောလေးရှိသလိုဥရောပနိုင်ငံတွေမှာလည်းယူရလဝင်းတင်တာနေဖွင့်လင်းတင်ကြားပေးလျက်ရှိနေပါတယ် ကိုဗစ်ကြောင့်ဒေတာရင်းယူရလက်ဝဲပွဲမကျင်းပနိုင်ဖြစ်ခဲ့ရမှုနဲ့အတူဒေဝအနေနဲ့လည်းပွဲဝေးသွားခဲ့ရပါတယ်။မကြသေးခင်ကပဲဒေဝဟာသူ့အနေနဲ့နောက်ဆုံးတစ်ပွဲထိုးပြီးအနာယူတော့မယ်လို့ကြေညာသွားခဲ့ပါတယ်။အခုဒေဝနောက်ဆုံးထိုးသတ်မဲ့ပွဲကလည်းတရားဝင်ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ဒေဝပိုင်ဆိုင်တဲ့ Marshall Fighting Championship ကို MFC အဖွဲ့စည်းလာအောင်မှာပဲပွဲတည်လာခဲ့တာဖြစ်ပါတယ်။လာမယ့်မေလ Slovakia နိုင်ငံမှာကျင်းပမယ့် MFC ရဲ့ဒုတိယမြောက် MFC 2ပြိုင်ပွဲမှာပွဲတည်ပေးလိုက်တာပါ။ ။ပြိုင်ဘက်ကတော့ကမ်ဘောဒီးယားနိုင်ငံကခွန်ကမာဖိုက်တာပရွန်ဆမ်နာမည်ဖြစ်ပါတယ်။သူကဒေဝဟာသူလေးစားအားကြတဲ့ fighter တိုးဖြစ်ပြီးတော့ထိုးတက်လိုက်တယ်ဆိုပြီးဒလေးတသားနဲ့စိန်ခေါ်သွားခဲ့တာပါပရွန်ဆန်နဲ့ရဲ့စိန်ခေါ်မှုကိုဒေဝကလည်းလက်ခံခဲ့ရကြောင်းအခုလိုပွဲဖြစ်လာခဲ့တာပါဒီပွဲစဉ်ကဒေဝအတွက်၃နှစ်နီးပါးကြာမှပြန်လည်ထိုးတက်မဲ့ပွဲဖြစ်သလိုနောက်ဆုံးပွဲလည်းဖြစ်ပါတယ်ဒေဝဟာလက်ဝဲသမားဖြစ်ကနေအနာယူပြီးနောက်ရိုးရလက်ဝဲကိုကဘာကတိအောင်ဆက်ချပြနေဦးမှာပဲဖြစ်ပါတယ် သူပိုင်ဆိုင်တဲ့ MFC အဖွဲ့အစည်းမှာဥက္ကဋ္ဌတယောက်အနေနဲ့ရောရိုးရလက်ဝက်ပွဲတဲပေးပြီးကဘာကတိအောင်လှုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့၁၀ချိန်မြောက်ချန်ပီယံကာကွယ်ပွဲကြီးအတွက်ပြင်ဆင်နေပါပြီ။ကျွန်တော်အနေနဲ့၂၀16တဲကချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီးအခုကျွန်တော်အနေနဲ့အားယူပြီးမိသားစုကိုအချိန်ပေးမြေခွက်ဝယ်ပြီးအိမ်ဆောက်ချင်ပါတယ်။ပြီးတော့နိုင်ငံအနှံ့မှာပွဲတွေအများကြီးဖန်တီးပြီးမြမလက်ဝက်ကိုလူတိအောင်လှုပ်ပါမယ်။ကျွန်တော်အနေနဲ့၃၁နှစ်ဆိုတဲ့ငယ်ရွယ်တဲ့အချိန်မှာအားယူရတာအိမ်မက်တွေတကယ်ဖြစ်လာတာပါပဲ။ ကျွန်တော်အနေနဲ့တန်မာရီလို့ခန်းစားနေရပြီးကမ္ဘောဒီးယားနိုင်ငံရဲ့ကမ္ဘာချန်ပီယံရဲ့ပွဲမှာအကောင်းဆုံးဆန်းဆောင်ပြနိုင်မယ်လို့ယုံကြည်နေပါတယ်လို့ဒီဝါကပြောသွားခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ပွဲပြတ်သွားတဲ့ Charles Oliveira နဲ့ Penia Darish တို့ပွဲစဉ်ရအကြောင်းကိုတင်ဆက်ပေးပါမယ်။ချန်ပီယံဟောင်း Charles Oliveira ဟာပြီးခဲ့တဲ့အောက်တိုဘာလတုန်းက Aslan Makhachev ကိုရေးနှိပ်ပြီးချန်ပီယံကပတ်လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ပွဲနောက်ပိုင်းချက်ချင်းပွဲပြတ်မထိုးသေးပဲချိန်ယူပြင်ဆင်နေခဲ့တာဖြစ်ပါတယ်ဘရာဇီးသားဖြစ်တဲ့အိုလီဗီယာကတော့ ground mind ပိုအားတန်ပြီးဂျူဂျင်းစုကိုဝေလို့တော့နာမည်ကြီးပါတယ် UFC ကလာမယ့်မေလ10ရက်နေ့မှာကျင်းပမယ် UFC 28ပြိုင်ပွဲကြီးမှာတော့ Charles Oliveira ကို Panier Darish နဲ့ပွဲတက်ပေးထားခဲ့ပါတယ်နိုင်ရတဲ့သူဟာကပတ်လူခွင့်ရမယ်ကပတ်လူခွင့်အဆုံးဖြတ်ပွဲဖြစ်လာမယ်လို့လဲအားလုံးကသုံးသပ်နေခဲ့ကြပါတယ် Charles Oliveira ရဲ့ပြိုင်ဘက် Daniel Derisha နောက်ဆုံး၉ဝက်ဆက်အနိုင်ရထားပါတယ် UFC Lightweight တန်းရဲ့အဆင့်၄နေရာမှာရပ်တည်နေတဲ့ fighter ဖြစ်ပါတယ်သူကလည်း Jiu-Jitsu နောက်ခံအားလာတဲ့ fighter ဖြစ်ပြီးတော့ stand mind လည်းကောင်းပါတယ် MMA ပွဲပေါင်း၂၈ပွဲကစားထားပြီး22ပွဲနိုင်၄ဝက်ရှုံးပြီး၁ပွဲသေးကျထားပါတယ် Charles Oliveira နဲ့ Daniel Derish တို့ပွဲဟာကြည်ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမယ်လို့လည်းသုံးသပ်ခဲ့ကြပါတယ်။သူတို့နှစ်ဦးရဲ့ stand mind အားပြိုင်မှုရော ground mind အားပြိုင်မှုပါကြည်ကောင်းနိုင်ပါတယ်။အပြိုင်လုံးချမဲ့ပွဲစဉ်ဖြစ်လာဖို့တော့များနေခဲ့ပါတယ်။ ဒါပေမဲ့လည်း Charles Olivia နဲ့ Benny Derrish တို့ရဲ့ပွဲဟာတလားလောက်လိုမှာပဲပွဲပြတ်သွားခဲ့ရပါတယ်။ Charles Olivia ဟာလေးချင်ငတ်စင်ဒဏ်ရာရသွားခဲ့တာကြောင့်ဖြစ်တယ်လို့သိရပါတယ်။တခြား fighter ကိုစားထိုးပြီး Benny Derrish နဲ့ပွဲမတည်ပေပဲဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ဒါကြောင့် Charles Olivia နဲ့ Benny Derrish တို့ကိုပွဲတည်ပေဖို့များပါတယ်။ဒီနှစ်ထဲမှာ Charles Olivia နဲ့ Benny Derrish တို့ရဲ့ပွဲကပြန်ဖြစ်လာနိုင်ပါတယ်။ အရင်နေ့ရ UFC 288ပြီးတလားကျော်ကြားဇွန်လာထဲမှာကျင်းပမယ် UFC 289မှာတော့ပွဲပြန့်တယ်လာနိုင်ခြင်းရှိနေပါတယ်။ Benia Davis ကတော့ပွဲပြတ်သွားတဲ့အပေါ်စိတ်ပြတ်နေပြီးတော့ Charles Oliveira ကိုလည်းအာယုံစူးစိုက်မှုအားနည်းရဆိုပြီးဝေဖန်သွားခဲ့ပါတယ်။ဒါ့အပြင် UFC 289မှာပွဲပြန့်တယ်ဖို့လှုံ့ဆော်နေကြောင်းလည်းထုတ်ပြောသွားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာနောက်ဆုံးရရှိထားတဲ့ MMA သတင်းအကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီကနေ့အတွက် တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တူချင်းစီတိုင်းကိုကျေးဇူးတင်ကြောင်းပြောကြားရင်းကျွန်တော်တို့ရဲ့ channel ကို like and subscribe ပြင် share ပေးသွားကြဖို့တောင်းဆိုလိုက်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့် video တွေမှာပြန်ဆောင်ကြပါမယ်။